ားညာချမ်းလေးပါရှင်မြို့တော်ရဲ့မလ၄ရက်နေ့သတင်းလေးကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ကားမစီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူရင်အား80ခန့်ဘုံဒီကျဲချတိုက်ခိုက်ခံရပြီးနှုတ်ဦးတင်ဆုံးက3ဦးထဏ်ရာရတဲ့သတင်းအညာဒူပိုင်းကိစ္စအပြီးအိမ်အောင်စုတိုင်းကိုဘုံခိုခြင်းတူးဖို့ညွှန်ကြားပြီးတဲ့နောက်ဖုန်းတော်ကြီးအကြောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်တဲ့သတင်း ီရဲ့ကားသုံးစီးအသင်းဆောက်ကြိုတိုက်ခိုက်ခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးမှုရှိတဲ့တွင်ရုရှားမသွားခင်ပုံကံမှုမဖြစ်အောင်တစ္ဆာစကားပြောတဲ့စစ်ကောင်ဆောင်ဆိုတဲ့တွင်ယူနယ်ကပေးတဲ့စစ်မှုထမ်းစရင်ကိုပြောင်းပြီးနာမည်ထည့်ခံထားရတဲ့တားနှစ်ယောက်ကထွက်ပြေးလို့မိခင်ဖြစ်သူကိုဖမ်းဆီးထားတဲ့တဲ့ ပြောင်းရွှေ့လာတာမကြသေးတဲ့စကံမှုတူလက်ဖက်ရည်ဆိုင်မှာပြစ်ခတ်ခံရပြီးသေဆုံးတဲ့တွင်မတူပြည်မျိုးသိန်းတိုက်ပွဲအတွင်ဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းတွေတဲကကိုဦးထွက်ပြေးတဲ့တွင်ကနေဒါနဲ့မက်ဆီကိုရိုအပေါ်အခွန်ကောက်ခံမှုနဲ့တရုတ်ကိုမနှက်ဖြန်ကစပြီးထပ်ဆောင်းအခွန်ကောက်ခံမယ်လို့ဒေါ်နယ်ထရန့်ပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ မဆုံးသတင်းတစ်ပုဒ်အနေနဲ့ကားမစီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူရင်အား80ခန်းဘုံဒီကျဲချတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးက၃ဦးထိရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းငဇုံမြို့နယ်မှာမလာတရနေ့မနက်7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်သားတွေနဲ့ပြူတွေကိုဘုံဒီကျဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR Youth Guerrilla Counter Revolution ANZAC ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ငဇုံမြို့ကနေအနောက်ဘက်ကိုကားနှစ်စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ပြူအင်အား80ခန်းကကြောင်ကြီးကုန်းဖျားကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းအရမဟာမိတ်တပ်ဖွဲ့တွေကဘုံဒီကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်မဟာမိတ်တပ်ဖွဲ့တွေကဖေဝင်းထုံးနှစ်စီးနဲ့900ဂရမ်ဘုံဒီနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ပြီးမြေပြင်ကနေ40မမတွေလက်နက်ငယ်တွေနဲ့ထပ်မံပစ်ခတ်ခဲ့ကမိနစ်အနည်းငယ်အကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်လို့ TGYR New Guardiola Counter Revolution အန်ဇက်ကဆိုပါတယ် အဆိုပါထိတွေ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအနှဦးသိဆုံးပြီး၃ဦးဒဏ်ရာရရှိကာအရေးပေါ်ကုသနေရကြောင်းကနဦးသတင်းအတိအကျရရှိထားပြီးစစ်ကောင်စီကာဒစီပြက်စီးသွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution and Z TGYR Drone Team နဲ့အတူအာမန်တိပျောက် जा တပ်ဖွဲ့ငဇုံမြို့နယ်ပတ်ကဖာမန္တလေးခရိုင်အမှတ်၅တပ်ရင်းနဲ့ Fight for Freedom တပ်ဖွဲ့တို့ကအတူပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ငဇုံမြို့နယ်အတွင်းမှာစစ်ကောင်စီကပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအမြဲပြုလုပ်နေတာဖြစ်လို့လေကြောင်းအသည့်သတိရှိစွာနေထိုင်ကြဖို့ကိုလည်း TGYR အဖွဲ့ကသတိပေးထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကလည်းငဇုံမြို့မြို့သားဆက်မှုကောက်ွေးအတွင်းဟိုတယ်နဲ့နိုင်ကလပ်မှာစစ်ကောင်စီတပ်သားနဲ့ပြည်ရင်အားတရာခန့်အထိုင်ချတက်ဆွဲနေတယ်ဆိုတဲ့သတင်းအရမဟာမိတ်တပ်ဖွဲ့တွေကဘုံဒီတုံလုံးကျဲချပြီး ြေပြင်ကလည်း80မမ40မမတွေနဲ့ထပ်မံပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားတွေနဲ့ပြူတွေထိခိုက်သေဆုံးမှုရှိတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အညာဒူပိုင်းကိစ္စအပြီးအိမ်အောင်စုတိုင်းကိုဘုံခုချင်းတူဖို့ညွှန်ကြားပြီးတဲ့နောက်ဖုန်းတော်ကြီးကြောင့်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်မှာမလ၄ရက်နေ့ဒီကနေ့မနက်9:00ဝန်းကျင်ခန့်က မြိုင်မြို့နယ်မှာရှိတဲ့စင်စိန်ရွာဖုံးတော်ကြီးကျောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုမဖြစ်ခင်မတ်လ3ရက်နေ့မှာတော့အညာဒူပိုင်းကိစ္စအပြီးဇက်တိုက်လေကြောင်းတိုက်ခိုက်ခံရမှုကိုရည်ညွှန်းပြီးအိမ်နောက်စုတိုင်းဘုံခိုချင်းတူဖို့လူစိမ်းများတခြားမြို့နယ်ကလာရောက်တဲခိုတဲ့သူတွေကိုမပုံတင်တဲ့တကွထောက်ခံမှုရယူပြီးစိတ်ချရမှသာလက်ခံကစီစစ်စက်မှတ်ဖို့အပြင် စတားလင်ဆိုင်များကိုလည်းတော်လိုင်းရေးအဖွဲ့အစည်းများဆက်သွယ်ရေးအတွက်တုံးတဲ့စတားလင်ဆိုင်များမှအပတခြားဆိုင်များကိုယာယီပိတ်သိမ်းဖို့လို့ကိုညွှန်ကြားထားခဲ့ပြီးမလိုက်နာပါကဒဏ်ငွေချမှတ်အရေးယူမယ်လို့ထုတ်ပြန်ထားခဲ့တာပါဒီကနေ့လေးဆောင်တိုက်ခိုက်ခံရမှုမှာတော့ညံမြို့နယ်စင်စိန်ကြီးရွာမှာရှိတဲ့ဖုံတော်ကြီးအကြောင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာတစီးနဲ့၃ချိန်တိတိပေါင်900ဘုံနေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဂျက်ဖိုက်တာနဲ့ဘုံကျဲချတာကြောင့် ဖုန်းတော်ကြီးចောင်းဆောင်ပျက်စီးပြီးဖုန်းတော်ကြီးရဲ့ကာပျက်စီးတာတွေဖျားစိတ်ကြီးတွေပြိုကျပြီးစိန်ဖူးတော်မြေခတာတွေဖြစ်ပွားခဲ့ပြီးဖုန်းတော်ကြီးចောင်းမှနေထိုင်တဲ့အမျိုးသား၂ဦးအနက်တဦးပြင်းထန်ထန်ရရရှိခဲ့ပြီးတဦးသေဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကပြောပါတယ်။မနေ့ကညကလည်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာရှိတဲ့လက်ပတ်တို့ရေနံမော့ကိုစစ်ကောင်စီကဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားအမျိုးသမီးကလေးတငယ်စုစုပေါင်း15ဦးသေဆုံးခဲ့ပြီး 20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့ကာတုံစီအတင်းဆောင်ကြိုတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒိတ်ဆုံးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကျဲမြို့နယ်မှာမလ2ရက်နေ့ကစစ်ကောင်စီရဲ့ကာတုံစီကိုတော်လှန်ရေးတပ်ဖွဲ့တွေကအတင်းဆောင်ကြိုတိုက်ခိုက်ခဲ့တယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းကျန်ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ မြင်းကြံမျိုးနဲ့လယ်တိကျေးရွာကပြည်စောတိအထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ဖို့ချင်းခံနေချိန်စစ်ကောင်စီကားသုံးစီးကရုတ်တရက်ရောက်လာတာကြောင့်အသင့်ဆောင်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ခြေစုံကားမှပါလာတဲ့စစ်ကောင်စီတပ်သားတွေထိခိုက်သိမ်းဆုံးမှုများပြပြီးနောက်ကားကစက္ကဆတွေလည်းကားပေါ်ကအမြန်ဆင်းပြေးသွားကြတယ်။အဲ့ဒီအချိန်မြင်းစံမျိုးကနေစကားစကားအင်အားအများပြားနဲ့ချီလင်းစစ်ကြောင်းထိုးလာတာကြောင့်မဟာမိတ်တပ်ပေါင်းစုတွေကပြန်လည်ဆုတ်ခွာခဲ့တယ်လို့ နဂနီပျောက်ကြားတပ်ဖွဲ့မြင်းကြံကဆိုပါတယ်မဟာမိတ်တပ်ပေါင်းစုတွေကဘေးလွတ်ရာကိုရောက်ရှိနေချိန်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့တိုက်ပွဲဖြစ်ပွားရာနေရာကိုဘုံးသီးတွေကျဲချပြီးမိနစ်30အကြာမှာကြောက်ပြုတ်ကြီးရွာကိုမိရှို့ဖျက်ဆီးနေကြတယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုနဂနီပျောက်ကြားတပ်ဖွဲ့နဲ့မြင်းကြံမြို့နယ်မဟာမိတ်တပ်ပေါင်းစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်သိမ်းဆုံးမှုအများအပြားရှိခဲ့တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မတ်လတရက်နေ့ကလည်း မြင်းချံမျိုးနဲ့လက်သစ်ကြီးရွာကမြောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အေအား90ခန့်ပါပီဆိုတီကောင်းဆောင်တီတာယုမိုအဖွဲ့ကိုတိုက်ခိုက်ခဲ့ပြီးပထမထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူတွေကိုတိုက်ခိုက်အပြီးမှမြင်းချံမျိုးကစစ်ကူလာတဲ့တန်ချက်ကနှစီနဲ့ထပ်မှန်ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လဲစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုရှားမတော်ခင်ပုံကံမှုမဖြစ်အောင်တစ္ဆာစကားပြောတဲ့စစ်ကောင်းဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မလ3ရက်နေ့ကစတင်ခဲ့တဲ့ရုရှားခီးစဉ်မတိုင်ခင်နေပြည်တော်ကကကကြီးကစစ်စစ်ရေးအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့စစ်ဘက်ဆိုင်ရာ Joint Command အစည်းအဝေးမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတစ္ဆာရှိမှုဟာအရေးကြီးပြီးဘလို့ပြစ်မှုကိုမဆိုနားလေကြေးအေးပေးနိုင်ပေမဲ့လည်း ်တစ္ဆာမဲမှုကိုတော့လုံးဝခွင့်လွှတ်နိုင်စရာမရှိကြောင်းထည့်သွင်းပြောဆိုခဲ့တယ်လို့မီဒီယာတွေကတစ်စိဖော်ပြထားပါတယ်စစ်ကောင်းဆောင်ကတက်မတော်ကိုတစ္ဆာရှိဖို့အထက်အရာရှိနဲ့ခေါင်းဆောင်တွေအပေါ်မှာတစ္ဆာရှိဖို့နိုင်ငံတော်ကိုတစ္ဆာရှိဖို့အဲ့ဒါကအရေးကြီးဆုံးဖြစ်တယ်တစ္ဆာရှိရင်ဘလို့ပြစ်မှုမျိုးပဲဖြစ်ဖြစ်ကို့ခေါင်းဆောင် အထက်အရာရှိတွေကိုနားလဲအောင်ရှင်းပြရင်ခွင့်လွှတ်ကြေအေးပေးလို့ရတယ်တစ္ဆာမဲ့ရင်တော့ဘလို့မှခွင့်လွှတ်နိုင်စရာမရှိဘူး တစ္ဆာတရားသာမရှိရင်ဘယ်အဖွဲ့အစည်းမှကြာကြာမတည်မြဲနိုင်ဘူး။ဒါကြောင့်တက်မတော်မှာတစ္ဆာတရားတွေခိုင်မာအောင် လုပ်ရမယ်ဆိုတာကို JOC မီတင်မှာတက်ချုပ်ကပြောသွားတယ်လို့ဖော်ပြထားကြပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးစီရီယံမုံမှုဆွဲတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့တက်တွင်းတော်လှန်ပုံကံမှုဖြစ်မှာကိုစစ်ကောင်းဆောင်ကကြောက်လို့အခုလို၆လပြောဆိုတာမျိုးပါ။ခရီးစဉ်အတွင်းအာနာသိမ့်မှုဖြစ်မှာကိုကြောက်ရွံ့နေတာကြောင့်ဒီလိုပြောတယ်လို့ယူဆနိုင်ပါတယ်။ စစ်ရှုံးနေတဲ့အောက်ခြေကပွားတွေကိုနားလေတဲ့ခေါင်းဆောင်တွေကတော့လက်ရှိနိုင်ငံရေးအခြေအနေကိုအပြောင်းအလဲဖြစ်ချင်နေကြတာကြောင့်စစ်ကောင်းဆောင်ကသူ့ကိုပြန်ပြီးပုံကံမာကိုကြောက်နေတဲ့သဘောပါလို့မြို့တော်ကပြောပါတယ်တရုတ်နိုင်ငံသားရေးဝင်ကြီးနေပြည်တော်ကိုရောက်မလာခင်တရက်အလိုအောက်တိုဘာ23ရက်နေ့ညပိုင်းကလည်းနေပြည်တော်မှာအာဏာသိမ်းမှုဖြစ်ပေါ်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းအမှားသာဖြစ်ခဲ့ပါတယ်။ဒါအပြင်အာဏာသိမ်းကောလာဟလသတင်းမှာနာမည်ပါဝင်တဲ့ စစ်ကောင်စီအတွေ့အမူဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေကိုစစ်ကောင်ဆောင်ကဗိုလ်ချုပ်ကြီးအစ်စ်တိုးမြင့်ပေးခဲ့ပါတယ်စစ်တပ်အတွင်းလက်တလောထွက်ပေါ်နေတဲ့သတင်းတွေအရာလက်နက်နဲ့ထွက်ပြေးကြတဲ့အရာရှိစစ်သည်တွေရဲ့မိသားစုဝင်တွေကိုနိစ္စရာတပ်တွေမှချုံနောက်ထားရန်ညွှန်ကြားထားကြောင်းအဲ့ဒီလိုဆောင်ရွက်မှသာအသေးခံပြီးစစ်တိုက်ကြမှာဖြစ်ကြောင်းစစ်ကောင်ဆောင်ကနှုတ်မိတ်ပေးညွှန်ကြားထားကြောင်းလည်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြို့နယ်ကပေးတဲ့စစ်မှုထမ်းစီရင်ကိုပြောင်းပြီးနာမည်ထည့်ခန့်ထားရတဲ့တားနှယောက်ကထွက်ပြေးလို့မိခင်ဖြစ်သူကိုဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းပသိမ်မြို့မှာစစ်မှုထမ်းကိုမြို့နယ်ကပေးတဲ့စာအိတ်အတိုင်းခေါ်တာမျိုးမဟုတ်ဘဲငွေပေးပါကစာအိတ်ထဲမှာပါတဲ့လူနာမည်ကိုချိန်ပေးနေတာမျိုးတွေလှုပ်ဆောင်နေပြီးအတေအဓမ္မဖမ်းဆီးခံရတဲ့တားအမိတွေကထွက်ပြေးလို့မိခင်ကိုပါဖမ်းဆီးနေတာမျိုးတွေပြုလုပ်နေကြတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ ပသိမ်မြို့အမှတ်9ရပ်ကွက်မှာအုပ်ချုပ်ရေးမှူးကရေခဲဆက်ဟောင်းတက်စိတ်ဘက်မှာမလ၂ရက်နေ့ညနေပိုင်းကစစ်မှုထမ်းမှုအတွက်အထက်ကအစာလာရေးဆိုပြီးလဲထွန်းဆက်မောင်းတဲ့လူငယ်တအူးကိုဖုံးနဲ့ဆက်ပြီးခေါ်တာကြောင့်အဲ့ဒီလူငယ်ကထွက်ပြေးသွားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရာသိရပါတယ်။ထွက်ပြေးသွားတဲ့လူငယ်အစားညီဖြစ်သူကိုအစားထိုးထည့်ဖို့လှုပ်ကြလို့ညီဖြစ်သူကပါနောက်ထပ်ထွက်ပြေးသွားတာကြောင့်မိခင်ဖြစ်သူကိုအုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးထားတာက ထွက်ပြေးသွားတဲ့တားနှစ်ယောက်ကိုမိခင်ကိုအကြောင်းပြပြီးပြန်ခေါ်ထားတယ်လို့ဒေသတွင်းသတင်းမြစ်တွေထံကသိရပါဗျ။လေထိုးဆက်မောင်းတဲ့ကလေးကိုစစ်မှုထမ်းကိစ္စပြောကြရရှိလို့ခုနှစ်နာရီရုံးကိုလာဖို့အုပ်ချုပ်ရေးမှူးစံထွေးကဖုံးဆက်ပြီးခေါ်တာ။အဲ့ကလေးကစစ်မှုထမ်းရမယ်ဆိုတော့ထွက်ပြေးတာ။သူ့အစားသူ့ညီကိုထဲ့မယ်လို့လို့ညီဖြစ်သူကလည်းထွက်ပြေးတာ။အခုသူတို့အမေကိုဖမ်းထားပြီးသူ့တားနှစ်ယောက်ကို ဖုံးဆက်ခေါ်ခိုင်းနေတယ်။ မလာရင်သူတို့အမေကိုပါထောင်ချမယ်ပြောနေတယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်အဲ့ဒီလူငယ်တွေဟာစစ်မှုထမ်းအတွက်အမှန်တကယ်ခေါ်ခံရတာမျိုးမဟုတ်ပဲအထက်ကပေးတဲ့စာရင်ကိုအစာချိုထည့်ဖို့အတွက်အုပ်ချုပ်ရေးမှူးရဲ့လိမ့်လေခေါ်ယူခြင်းခံရတဲ့သူတွေလို့ဒေတာခန်နီရဲ့ပြောဆိုချက်အရာသိရပါတယ်အမှတ်73 14ရက်ကွက်တွေမှာမလာနေရနေကအထက်ကပို့တဲ့စာအိတ်ထဲကစစ်မှုထမ်းမဲပေါက်တယ်လို့ဆိုကမဲပေါက်တဲ့လူငယ်တွေရဲ့မိဘတွေကိုရုံးကိုခေါ်ပြီး ခဝင်ဂရိထိုးခိုင်းတာတွေပြပရောက်နေတဲ့သူတွေကို အတင်းအဓမ္မပြန်ခေါ်ခိုင်းတာတွေလှုပ်ဆောင်နေပြီးငွေကြေးပြည့်စုံသူတွေကငွေကြေးနဲ့ဖြည့်ရှင်းနေကြတယ်လို့စုံစမ်းသိရှိရပါတယ်အထက်ကမေးစင်းနဲ့ပါတယ်ဆိုပြီးမိဘတွေကိုခေါ်တာမလာနေရနေက73ရက်ကွက်ကလူငယ်3ယောက်ရဲ့မိဘတွေကိုခံဝင်ထိုးခိုင်းနေထွက်မပြေးပါဘူးထွက်ပြေးရင်အေးအေးယူပါဆိုတဲ့အချက်တွေပါတယ်74ရက်ကွက်6လမ်းနဲ့9လမ်းကလူငယ်တွေကဒီမှာမရှိဘူးတခြားမှာအလုံးလုံးနေကြတာတွေရှိတယ် အဲ့ဒီလူတွေကိုပြန်ခေါ်ခိုင်းနေငွေရှိတဲ့သူတွေကတီးတက်သွားတွေ့နေကြတယ်လို့ဒေသခံတဦးကမြို့တော်ကို ပြောပါတယ်။ပသိမ်မြို့မှာအခုရက်ပိုင်းစစ်မှုထမ်းအတွက်လူငယ်တွေကိုစစ်ကောင်စီရဲ့မြို့နယ်စီမံအဖွဲ့ကစာအိတ်နဲ့ဓာတ်ရိုက်ခေါ်ယူနေပြီးအောက်ခြေမှာငွေကြေးပေးနိုင်တဲ့သူအပေါ်မူတည်ပြီးလူစည်းချင်းနာလူအစားထိုးတာတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ပြောင်းရွှေ့လာတာမကြသေးတဲ့စခန်းမှုတဝူလက်ဖက်ဆိုင်မှာပြစ်ခတ်ခံရပြီးတိုက်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစေပြူကျွန်းမြို့မှာမလ၄ရက်နေ့ဒီကနေ့မနက်အစောပိုင်းကစေပြူကျွန်းရဲ့စခန်းကစခန်းမှုတဝူပြစ်ခတ်ခံရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါဗျ။စေပြူကျွန်းမြို့တောင်ဘက်ရေရင်းညီနောင်နားကလက်ဖက်ဆိုင်မှာစေပြူကျွန်းစခန်းမှုတန်းလွင်လက်ဖက်ရည်တောင်းနေစဉ်တနက်နဲ့ပြစ်ခတ်ခံရပြီးတိုက်ဆုံခဲ့တာလို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါဗျ။ အခုမနက်ဆေးပြူကျွန်းတောင်ဘက်သုံးပင်နော်ဒေသခေါ်ရေရင်းညီနောင်ပေါ့အဲ့ဒီအနားကလက်ဖက်ရည်ဆိုင်မှာစကမ်းမှုကိုတနက်နေ့ပြစ်သွားတာလို့ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်ဆေးပြူကျွန်းစကမ်းမှုတန်းလွင်ကကြပရောင်းနေသားဖြစ်ပြီးဆေးပြူကျွန်းစကမ်းမှာတာဝန်ကြတာ9ရက်ဝန်းကျင်လောက်ပဲရှိသေးတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ဝင်ပြီးပြစ်တာကတစ်ချက်သေးပဲအခုပြစ်ခံရတဲ့စကမ်းမှုကရောက်တာမကြသေးဘူးအရင်တာဝန်ကြတဲ့စကမ်းမှုကမြို့ကန်နေနဲ့ရင်းနှီးနေတော့ တို့ခိုင်းလို့အဆင်မပြေဘူးဆိုပြီးခက်ဆူဆူစကမ်းမှုရောက်နေတာရောက်တာမှ9ရက်လောက်ပဲရှိအောင်မှာအဲ့ဒီအသွားအလာကိုတေချာစောင့်ကြည့်နေပြီးမှအခုလိုပြစ်ခတ်ခံရပုံပဲလို့နောက်ထပ်ဒေသခံတဝူကမြို့တော်ကိုပြောဆိုထားပါတယ်စကမ်းမှုတန်းလွင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးဘယ်အဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာကိုတိတိကျကျမသိရသေးပေမဲ့ပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာဝန်းကျင်ကိုစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်းစုံစမ်းသိရှိရပါတယ် ဆီယနာသိမ်းပြီးနောက်ပိုင်းစီပြူကျုံမျိုးကရက်ွက်တချို့မှာစစ်ကောင်စီကပေါ်တာဆွဲတာကြီးရွာတချို့ကိုမိရှို့ဖျက်ဆီးတာတွေနဲ့ပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာမျိုးတွေလည်းရှိနေတယ်လို့ဒေတာတွေသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတူပြည်မျိုးသိမ်းတိုက်ပွဲအတွင်ဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းတွေကကိုယ်ဦးထွက်ပြေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်မတူပြည်မြို့သိမ်းတိုက်ပွဲအတွင်ဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေက၉ဦးဟာ မလ3ရက်နေ့မနက်အစောပိုင်းကအဆောင်နေရဲ့လက်နက်တွေကိုပါယူဆောင်ပြီးထွက်ပြေးသွားတယ်လို့စီရီတရီမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။စစ်တပ်မှန်းတွေကိုမတူပီမျိုးနဲ့အတွင်းကတနေရာမှာလုပ်ငန်းတွေလုတ်ကင်စေဖို့ပို့ဆောင်ထားစီထွက်ပြေးသွားတာဖြစ်တယ်လို့သိရပြီးအဆောင်တပ်သားတွေရဲ့လက်နက်နှစ်လက်ကိုပါယူဆောင်ထွက်ပြေးသွားတယ်လို့ဒေသခံတရီမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ချီပီကထွက်ပြေးလာတဲ့သူတွေကိုအခုထိမဖမ်းမိသေးပါဘူး။ မြစ်သားဆယ်ဘော်ကိုပူပေါင်းမှုသွားနေတယ်လို့လည်းသတင်းတွေကထွက်နေတယ်။လက်ရှိအချိန်ထိတော့ဆယ်ဘော်ကစစ်ကောင်စီစခန်းကိုဝင်ရောက်သွားတာမျိုးမရှိသေးဘူးလို့ဇန်ငောခရိုင်တရင်ကရဲဘော်တအူးကမြို့တော်ကိုပြောပါတယ်။ထပ်ပြေးသွားတဲ့စစ်တုံးမှန်9ဦးဟာလမ်းမှာတွေ့တဲ့ချင်းမျိုးသား3ဦးကိုမလ3ရက်နေ့မနက်ပိုင်းကလမ်းမြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးညနေပိုင်းမှာပြန်လွတ်ပေးခဲ့တယ်လို့ဒေတာတွင်သတင်းမြစ်တီထံကသိရပါတယ်။ မင်းတပ်နဲ့မတူပီမြို့နယ်ချောင်းမှာထိမ့်သိမ်းထားတဲ့စစ်တုံးမှတချို့ထွက်ပြေးတာမှန်ကန်ကြောင်းစီရီယမင်းတပ်ကအတီးပြုတ်ပြောဆိုထားပြီးကြဲလေဖမ်းဆီးရမိရေးကိုကြိုးပမ်းနေတယ်လို့လည်းသိရှိရပါတယ်။ဂန်ဂောခလာရ90ကထွက်လာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းဟာလည်းမြစ်တာ10ဘော်ကိုရောက်နေတာကြောင့်ထွက်ပြေးသွားတဲ့စစ်တုံးမှန်တွေဟာစစ်ကြောင်း100မြစ်တာ10ဘော်ကိုဥတီနေကြတယ်လို့တော်လိုင်းအင်အားစုများကပြောဆိုနေကြပြီးမတင်ငါစရာလူစိမ်းများတွေ့ပါကအကြောင်းကြားပေးဖို့ တော်လည်းအင်အားစုတွေကအသိပေးထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကနေဒါနဲ့မက်ဆီကိုရိုးအပေါ်အခွန်ကောက်ခံမှုနဲ့တရုတ်ကိုမနှက်ဖြန်ကစပြီးထပ်ဆောင်းအခွန်ကောက်ခံမယ်လို့ဒေါ်နယ်ထရန့်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကနေဒါနဲ့မက်ဆီကိုကိုတွင်းကုန်နေအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံမဲ့အစီအစဉ်ကိုမနက်ဖြန်မှာစတင်အသက်ဝင်တော့မယ်လို့ဒေါ်နယ်ထရန့်က ပြောပါတယ်။ဒီကိစ္စကြောင့်အမေရိကန်စတော့ရှယ်ယာဈေးကွက်လည်းအနည်းငယ်ကျဆင်းခဲ့ရပါတယ်။ ကနေဒါနဲ့မက္ဆီကိုတို့အပေါ်အခုံကောက်ခံတဲ့နေမှာပဲတရုတ်သွင်းခုံတွေကိုနောက်ထပ်အခုံ30ရာခိုင်နှုန်းကောက်ခံမဲ့အစီအစဉ်လည်းစတင်မှာဖြစ်ပါတယ်။ရခိုင်ကလည်း30ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။ကနေဒါသို့မဟုတ်မက္ဆီကိုအတွက်ဆွေးနွေးဖို့ကဏ္ဍမရှိတော့ကြောင်းနဲ့အခုံစီးကျက်ဖို့တွေအားလုံးစီစဉ်ထားပြီးမနေ့ပြန်မှာစတင်မယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ကနေဒါနိုင်ငံသားရဲ့ဝန်ကြီးကတော့ရှင်းရှင်းလင်းလင်းပြောရရင်ဒီကိစ္စအတွက်အစဉ်နဲ့ဖြစ်နေပြီလို့ဆိုပါတယ်။ ကနေဒါအနေနဲ့အမေရိကန်ကတင်သွင်းလာတဲ့ခောက်ဆွဲအဝတ်အထည်ရေမွေးနဲ့နှိမ့်စင်သုံးကုန်ပစ္စည်းတွေအပေါ်ချက်ချင်းအခွန်စီးကျက်မှာဖြစ်ပြီးနောက်ထပ်ဒေါ်လာ155ဘီလီယံဘူတင်သွင်းလာမှုအပေါ်လက်တုံပြန်အခွန်ကောက်ဖို့စီစဉ်ထားကြောင်းပြောပါတယ်မက္ဆီကိုနဲ့တရုတ်နိုင်ငံတို့ကလည်းဒီကိစ္စအပေါ်လက်တုံပြန်မယ်လို့ဆိုထားပြီးကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်လာနေပါတယ်နေဆက်ကနေတစ်စီးရင်အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်သူတွေဝင်ရောက်မှုနဲ့ ဖန်တနိုင်းမှုရင်စေးတွေဝင်ရောက်မှုကိုတားဆီးဖို့ပြက်ကွက်တယ်ဆိုပြီးကနေဒါတရုတ်နဲ့မက္ဆီကိုတို့အပေါ်အမေရိကန်ကအခုနေကောက်ခံခဲ့တာပဲဖြစ်ပါတယ်ရှင်မျိုးရော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးဆရာနာရှင် စနစ်ဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း မြို့တော်ရဲ့အဖွဲ့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။